ဒီနေ့တော့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအစီအပြေဖို့လို့တော့ကတော့မနေ့သောသောမှာလပည့်ရတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးမှပညာသင်ကြားဖို့အတွက်ဆောင်ရွက်ကြပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ ဒီအစီအစဉ်ကိုဘင်းညရယာမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန့်ဘင်းညရယာကမှအဓိကအကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီနေ့က2025ခုနှစ်နိုဝင်ဘာလ29ရက်ကျန်းသာပရီနေ့ပါဒီနေ့မှာခုနှစ်သားသမီးတွေအလုံးတို့အတွက် numerology ဂဏန်းပင်ရကတော့ကံလွန်ကောင်းတဲ့နေ့ဖြစ်ပါတယ်အခွင့်အရေးတွေပြန်ရနိုင်မယ်ဆုံးရှုံးထားတဲ့ခွင့်အရေးတွေပြန်ရမယ်အလုပ်ကံကိစ္စတွေတိုးချဲ့ရနိုင်မယ်အယောင်ဝယ်တွေတိုးတက်လာနိုင်မယ်ပြိပင်တားဆီးထားတဲ့ကိစ္စတွေနဲ့ပြန်ပြီးအခွင့်အလမ်းတွေပေါ်လာမယ် နိုင်ငံညာနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတွေရမယ်။ကိုယ်ဥမှာအလုပ်စတင်တာတို့အလုပ်တို့ချင်တာတို့အလုပ်သစ်စဖို့တို့အလုပ်ပြောင်းလဲဖို့တို့ကြုံရတဲ့လစာဝင်ငွေတိုးတက်ပါတယ်။ဒီနေ့မှာခொနည်းသားမီးအလုံးကံကောင်းမလို့အတွက်ဆိုရင်တော့မနေ့စောစောမှာမျက်နှာတက်တဲ့အခါမှာအရဟံဂုံတော်ကိုအချိန်ကြီးပွားပြီးမျက်နှာတက်လိုက်ပါအရဟံအရဟံအရဟံဆိုပြီးတော့စိတ်ဓာတ်ကနေပြီးတော့ရေရွတ်ပြီးတော့မျက်နှာတက်ခြင်းအပြင် တနည်းတအားလုံးကံထူးကောင်းပါလိမ့်မယ်နော် ဒီနေ့တော့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအစဉ်ပြေဖို့လို့တော့ကတော့မနေ့စောစောမှာလပည့်ရတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးမှပညာသင်ကြားဖို့အတွက်ဆောင်ရွက်ကြပါခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေတော့ကတော့မဟာဘုရားရှင်ဤယဇာတာပရိနိဗ္ဗာန်အဓိပတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်အဓိကကြတဲ့သူတွေအလုံးအောက်ွက်တဲ့သူတွေဖြစ်ပါနိုင်မယ်ဒီနေ့မှာ ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနေ့တာလုံးကံကောင်းမလို့အတွက်ဆိုရင်တော့ဒီမွေးနေ့ရှင်တွေအနေနဲ့ဇေဒော်မြတ်ကြီးရဲ့မွေးနံတောင်းမှာတပြေဆန်ညွန့်ထီးပြူဆန်တဲ့လူပါ။အဲ့တော့မြတ်စွာဘုရားရှင်ကိုအသီးသုံးမျိုးခွဲစိတ်ပြီးဆွန့်လူပါ။ဆွန့်ကံဖုံးကြီးကိုအသီးနှစ်မျိုးလူပါ။ကြီးခဲ့တဲ့မိဘဆရာသမားတွေကိုအဝတ်အထည်ကြောချင်းဖြင့်တနေ့တာလုံးကံကောင်းဖို့လို့အတွက်ကုသိုလ်မွေးနေ့ကြရဖြစ်ပါလိမ့်မယ်ခင်ဗျာ။ ဒီနေ့မှာအကျိုးပေးတဲ့စွန့်မှုတဲ့ကဏ္ဍကတော့တက္ကနံ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေအပေါင်းငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့ပတ်စံရင်းတဲ့ကိုအနီရောင်နှင်းစီပန်းတပွင့်ထည့်ပြီးဆောင်ထားလိုက်ပါခင်ဗျာဒီနေ့အတွက်ဈေးကော်နတ်ကော်ရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ဆိုရင်တော့မိတ်ဆွေများအနေနဲ့စိုင်းရှိတဲ့တဲ့ကိုမျက်နှာမူပြီးအချွေတစ်မျိုးတောင်းရင်ဈေးအောင်ကောင်းပါစေဆုတောင်းပါခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအတွက်သူ့ရဲ့အမိကိုရှင်ပြုံသီးမှရေးပြီးတိနာရှင်ဆရာလေးကိုတူတန်းလိုက်ပါခင်ဗျာ ကျမ်းမာရေးအတွက်ဓာတ်စာဖြစ်နေရတော့ဒီလိုမျိုးမှာကစွန်းရွက်ကြော်ကစွန်းရွက်ဟင်းကိုစပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာဟောအိမ်တော်ရေးအခြေအမြေတားရေးအဆင်ပြေချုံးမွေပါလိမ့်မည်အေးချမ်းသာယာဖို့အတွက်အေးနှစ်ခွက်ထိပြီးမြတ်စွာဘုရားရှင်ကိုဆက်ကန်လိုက်ပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မြင့်မြတ်အဆောင်မြော်ကြည့်ရှုနေကြသောခုနှစ်အတိုင်းများအားလုံးရရားများဆောင်ရွက်ကြရင်ကြီးပွားချမ်းသာအောင်မြင်ကြပါစေလို့ဘေးနရရားမီဒီယာမိသားစုနဲ့အတူ ကျွန်တော်တို့အောင်ထူးဆန်းဗီဒီယိုရန်ရာကမ်းမှာစွန့်တောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ